အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့999 Burmese USA News YouTube Channel ကနေပြန်လည်ကြိုဆိုပါရစေကျွန်တော်နာမည်ကတော့ Mr. 9ဖြစ်ပါတယ်အမေရိကရဲ့မြန်မာအင်္ဂလိပ်ဘာသာပြန် Certified Interpreter တယောက်ဖြစ်ပါတယ်ဒီကနေ့ကျွန်တော်ဘာသာပြန်တင်ဆက်ပေးသွားမယ့်သတင်းကတော့သမ္မတ Trump ကို Arrest of Body ကသူစီးဖို့စင်ဖြူတော့အစားဒေါ်လာတန်း400ရန်လေရင်လက်ဆောင်ပေးအပ်ပြီးချင်းကပ်လိုက်ပြီဆိုတဲ့သတင်းပဲဖြစ်ပါတယ်တဲ့ရင်အပြည့်ဆုံးကတော့ ABC News က May 17 2025မှာတင်ဆက်သွားတာကတော့ သမရထရမ်ဟာသူ့ကိုကာတာနိုင်ငံမှာ RS စော်ဘော်တွေကလက်ဆောင်ပေးတဲ့ကမ္ဘာအကောင်ဆုံးဇိမ်ခံပစ္စည်းနိုင်တဲ့လေယာဉ်လုံခြုံရေးအထူးပြေဝါတဲ့7478ကမ္ဘာအကြီးမားဆုံးဒေါ်လာတန်း၄၀၀တန်းဂျက်လေယာဉ်ကြီးပေးအပ်ဂုဏ်ပြုမှုကိုလက်ခံလိုက်ပြီးဖြစ်ပါတယ်။ American သမရတွေအစစ်တစိုက်စီးခဲ့တဲ့စင်ပြူတော်ကြီးဖြစ်ခဲ့တဲ့ Air Force 1ဟာအလွန်ဟောင်းနှွမ်းနေလို့သမရထရမ်ဟာ အစ်စ်လဲကျင်နေတာကြာမြင့်နေခဲ့ပြီးအခုအာရဗ်စော်ဝါးရီနိုင်ငံကပေးတဲ့ဒေရင်ကို သူ့ရဲ့လက်ရှိစီးနေတဲ့အစိုးရလေယာဉ် Air Force 1အစားအစားထိုးစီးနှင်းသွားမယ်လို့သိရပါတယ်။အဲ့ဒီဇင်ကန်လေယာဉ်ကြီးကိုတော့အမေရိကရဲ့အစဉ်အဆက်သမိုင်းမှာသမရရီ46ရောက်ပြောင်းခဲ့ပေမဲ့အခု58ရောက်မြောက် သမရထရန့်ဖြစ်လာတဲ့အခါကျမှပထမဆုံး အခြားတိုင်းပြည်တစ်ပြည်ကအမေရိကကို သမရတအူအားတန်ဖိုးအမြင့်မားဆုံးပေးတဲ့လက်ဆောင်တစ်ခုဖြစ်ပြီးဒေါ်လာတန်း400ရန်တန်ဖိုးရှိပါတယ်။သမရထရန်ကအခု သူဒုတိယကြိမ်လေးနှစ်သမရဖြစ်တဲ့တက်တန်းမှာဒီလေရင်ကို Air Force 1အစားထိုးစီးမှဖြစ်ပြီးသမရမလုပ်တော့တဲ့အချိန်ကြရင်တော့သူ့မှာရှိပြီးသူ့ကိုယ်ပိုင်747ဂျက်လေရင်ကို စီးမှဖြစ်ပြီးတော့ဒီအခုလက်ဆောင်ရတဲ့လေရင်စိန်ခံလေရင်ကြီးကိုတော့နိုင်ငံအတွက်သူထူထောင်ထားတဲ့ Trump Foundation တို့တွဲပြောင်းပေးသွားမှာဖြစ်ကြောင်းသိရပါတယ်။သမ္မတ Trump ဟာအခုဒုတိယအကြိမ်သမ္မတပြန်ဖြစ်လာပြီးပထမဦးဆုံးပြည်ပခရီးစဉ်ဖြစ်ကာတာနိုင်ငံအပေါ်ဝင်အရှိအလဲပိုင်းဒေသတွေကိုရှေ့တစ်ပတ်တွင်ထွက်ခွာမှာဖြစ်ပြီးကာတာနိုင်ငံအပေါ်ဝင် RS ဆော်ဘွားများနိုင်ငံတို့လည်းတွားရောက်ပြီး RS ဆော်ဘွားတွေနဲ့တွေ့ဆုံကအရှိအလဲပိုင်းငြိမ်းချမ်းရေးအတွက်တိုင်ပင်ဆွေးနွေးကြပြီးအရှိအလဲပိုင်းနဲ့ American စီးပွားရေးအခွန်နှုံထား စကြီးတို့ကိုဆွေးနွေးသွားမှာဖြစ်ပြီးတော့၄-၅ရက်လောက်အချိန်ပေးပြီးနေသွားမှာဖြစ်ကြောင်းအစ္စရေးကိုတော့တွားရောက်မှာမဟုတ်ကြောင်းအင်ဂျီရောကပြောပါတယ်။အခုလက်ဆောင်ရရှိတဲ့လေရင်ကိုတော့ပြီးခဲ့တဲ့ဖေဗူအာရီလတုန်းကဖလော်ရီဒါက Palm Beach မှာအခုသမ္မတဒေါ်နယ်ထရမ့်ကိုပိုင်နေအိမ်ရှိတဲ့မြို့ကလေရင်ကွင်းကြီးမှာရပ်ထားခဲ့ပြီးတော့ RS ဆော်ဘားတွေကထရမ့်ကို စိတ်တိုင်းကျလေးလာနိုင်ရန်ပြသခဲ့ပါတယ်။ထရမ့်ကလေးလာပြီးတော့မှတ်ချက်ပေးသွားတာကတော့ ဇိမ်ခံနိုင်ရန်ခီးရှည်သွားရန်ကောင်းလောဝါကြီးတာကြောင့်လေထဲမှာပြန်တန်းနေတဲ့နန်းတော်ကြီးတစ်ခုပဲလို့မှတ်ချက်ပေးခဲ့ပါတယ်။အခုတော့အဲ့ဒီလေထဲကနန်းတော်ကြီးကိုသမ္မတထရမ့်အားအာရဗ်နိုင်ငံများမှကိုပိုင်လေးရင်အဖြစ်လက်ဆောင်ပေးပြီးသမ္မတထရမ့်ရဲ့အစိုးရအဖွဲ့ဝင်တွေနဲ့လေကြောင်းတာဝန်ရှိသူတွေကစစ်ဆေးပြီးတော့ရှေ့လာမယ့်အပတ်မှာလက်ခံသွားဖို့ရှိကြောင်းထရမ့်ကပြောပါရယ်။ထရမ့်ဟာအရင် အမေရိကန်သမ္မတတွေနဲ့မတူတာကတော့သူ့နိုင်ငံကိုကယ်တင်ခြင်းစိတ်သာရှိပြီးတော့အရင်သမ္မတတွေလိုနိုင်ငံဗန်နာတွေအမေရိကန်ပြည်သူတွေအခွင့်အရေးဆောင်ထားတဲ့ငွေတွေကိုကောင်းစဉ်အမျိုးမျိုးအကြောင်းအမျိုးမျိုးပြပြီးတော့နိုင်မယ်ကောင်းရဖို့သူများတကာကိုအလကားတွေရှောက်ပေး ဖြုံးမနေဘဲနဲ့အရင်သမ္မတတွေရှောက်ပေးခဲ့လို့ဆင်းရဲတွင်တည်ရောက်နေတဲ့အမေရိကန်ရဲ့စီးပွားရေးကိုကမ္ဘာထိပ်ဆုံးရောက်အောင် ဆောင်ရွက်နေပြီးတော့ အခုရရှိတဲ့ဒေါ်လာတန်400ရန်လေယာဉ်ကြီးကိုလည်း Air Force 1အစားအသုံးပြုသွားမှာဖြစ်ပြီးတမရမလုပ်တဲ့အချိန်ကြာရင်တော့သူ့ရဲ့နိုင်ငံအတွက်ခြိတောင်ခဲ့တဲ့ Foundation မှာလွှဲပြောင်းသွားမှာဖြစ်ပြီးတော့တမရတယောက်နှစ်စင်ရတဲ့သူ့ရဲ့လစာအားလုံးကိုလည်းတိုင်းပြည်ပြန်လဲခြိတောင်ရေးတွေမှာအကုန်လူဒန်းသွားအောင်ပဲဖြစ်ကြောင်းပြောပါတယ်။သူဟာဆိုရင်တော့ပတ်စံအတွက်စိတ်မပူတဲ့ကြေကြွယ်တတိတူလည်းဖြစ်ပါတယ်။ တစ်ဖက်မှာလည်းလက်ပေးလက်ယူခြင်းမဖြစ်အောင် Trump အစိုးရအနေနဲ့ဒီလေရင်ကိုတမရမလုပ်တော့တဲ့အခါ Trump Foundation ကိုလွှဲပြောင်းပြီး American Leader စစ်ဌာနချုပ်ကတာဝန်ယူပြီးထိမ့်သိမ်းသွားမှာဖြစ်လို့မီဒီယာတွေဒီမိုကရက်တွေရဲ့တိုက်ခိုက်မှုဝေဖန်မှုတွေကလည်းကောက်ွယ်ပြီးသားဖြစ်သွားအောင် ပြုလုပ်မှာဖြစ်ကြောင်း American ရှေ့နေများကောင်စီနဲ့ American ကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီး Pete Hegseth ကပြောပါတယ်အမေရိကရဲ့တမိုင်းမှာ ီလောက်တန်ဖိုးကြီးမားလာတဲ့လက်ဆောင် အခြားနိုင်ငံကပေးတာမရခဲ့ဘူးလို့အမျိုးမျိုးထင်ကြေးတွေရှိနေပေမဲ့ဂူနာကပြောသွားသလိုအမေရိကရဲ့ရှေ့နေကောင်စီရဲ့အင်ဖီရိုရဲ့အမြင့်ဆုံးအရာရှိတွေရဲ့အင်ဖီရိုကပြောရေးဆိုခွင့်ရှိသူကယ်ရိုလိုင်းလီဗစ်တိုပြောသွားတာကတော့အမေရိကန်အစိုးရရဲ့နိုင်ငံအုပ်ချုပ်မင်းလုံးနေသူတမရတယောက်ဟာမိသည့်နိုင်ငံကမဆိုပေးတဲ့လက်ဆောင်ပစ္စည်းကိုလက်ခံနိုင်ခွင့်ရှိသလိုညှင်းပယ်ခြင်းရတဲ့ မြင့်ပယ်နိုင်ခွင့်ရှိကြောင်းရှင်းလင်းသွားပါတယ်ပြီးတော့ January 1ရက်2029ကြာရင်တော့အဲ့ဒီလေရင်ကို Trump Foundation ကိုတွဲပြောင်းပေးသွားမှာဖြစ်ပြီးအဲ့ဒီအတွက်ကုန်ကြစည်ရိတ်တွေကိုတော့ US Air Force ကနေကြခံသွားမှာဖြစ်ကြောင်းသိရပါတယ်အဲ့ဒီဒေါ်လာတန်း၄00ဟာလေရင်တန်ဖိုးဖြစ်ပြီးတော့ US Air Force ကတော့တမရလုံခြုံရေးအတွက်စစ်တွေရေးစနစ်တွေကာကွယ်ရေးစနစ်တွေလေယာဉ်မှထပ်မံတက်ဆင်သွားမှာဖြစ်ပြီးအဲ့ဒီငွေကိုတော့နိုင်ငံတော်ဗန်နားကနေသုံးစွဲသွားမှာဖြစ်ပါတယ်။ Trump ကသူ့ရဲ့ social media မှာတော့ Democrat တွေဟာနိုင်ငံတော်ရဲ့ဇီးရိတ်တွေတုံးဖြုံပြီးတော့ခရီးတွေထွက်နေခဲ့ပြီးအခုလိုနိုင်ငံတော်ဇီးရိတ်မကုန်ပဲအလကားရအောင်ပါစွမ်းဆောင်ချက်မှမရှိတဲ့ခေါင်းတွေပိုင်ဆိုင်တဲ့သူတွေလို့ရေးသားထားပါတယ် ဒီမိုကရက်ရဲ့ခေါင်းဆောင်တွေကတော့သမ္မတထရမ့်ဟာလက်ပေးလက်ယူမှုတွေပြုလုပ်နေပြီးဒါဟာဥပဒေနဲ့မညီကြောင်းကန့်ကွက်မှုတွေရှိလာပါတယ်။အခုသမ္မတကြီးနေတဲ့747-200 Air Force 1ဂျက်လီဟာဆိုရင်တော့1990ခုနှစ်ကတည်းကစတင် သုံးစွဲခဲ့တာဖြစ်ပြီးပြင်ဆင်ပြုပြင်မုန်းမံစရာတွေအများကြီးရှိလာကသမ္မတထရမ့်ကပြုပြင်မုန်းမံစရိတ်အလွန်ကြီးမားလွန်းတယ်ဆိုပြီး ဘိုရင်းလေရင်ကုမ္ပဏီကိုပြောခဲ့ပြီးတော့နိုင်ငံဗန်နာငွေတွေကထုတ်မပြင်းတော့ပဲအခုလက်ဆောင်ရတဲ့လေရင်နဲ့အစားတိုးပြီးစီးသွားမှာဖြစ်ကြောင်းအမေရိကန်ပြည်သူတွေကိုသူကပြောလိုက်ပါတယ်။ကျေးဇူးတင်ပါတယ်ခင်ဗျာ။သတင်းကတော့ဒီလောက်ပါပဲ။နောက်နေ့တွေမှာလည်းအမေရိကရဲ့သတင်းအမှန်များကိုစူးစမ်းပြီးတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့999 Permission USA News YouTube channel လေးကိုချိန်နဲ့တက်ခဲ့ရင် like and subscribe လုပ်ပေးခဲ့သွားပါ။ So please take care of yourself and each other. Bye bye.